လျင်တော့ဒီနာအကြောင်းနေလဲအကုန်ပြောတယ်ဥစဉ်တို့အကြောင်းကလည်းဒီကပင်မဆောင်တစ်ဆောင်နဲ့တန်ခါဆောင်တစ်ဆောင်ပြိုတယ်ပေါ့ဒါတချမ်းစီပြိုသွားတော့အခုတော့အကုန်လုံးမဲလို့ပြိုလိုက်ရတယ်ပေါ့အလျင်ဖြစ်ပွားပြီးတော့ဥစဉ်တို့အကုန်လုံးကဒီအောက်မှာပဲဒီတဲထိုးပြီးတော့နေကြတယ်သုံးကောင်ကတော့တခါတည်းလေလဲလို့လာပြီးတော့လဲပို့ကြတယ်ပေါ့အခုတခါကြီးတို့လိုမျိုးလဲလာလူတဲ့ဘွဲလည်းရှိတယ်ကျန်တဲ့ရက်တွေမှာတော့ကော့ကိုပဲအပြေရှင်းကြတယ်ပေါ့ ဆိုတော့အခက်ခဲနဲ့ပတ်သက်ပြီးတော့လောလောဆယ်အချိန်ဒီမှာတော့အဆောင်တွေလည်းပြန်စစ်ဖို့လိုအပ်သေးရလေ။ကျန်တဲ့ဆောင်တွေလည်းပြန်စစ်ဖို့လိုအပ်တယ်၊ကြံ့ကြံ့မှုတွေလည်းလိုအပ်တဲ့အတွက်ဒီအပြင်မှာပဲနေကြသေးတယ်။နေစရာခက်ခဲတစ်ခုပါပဲ။တာရီတောက်ရီပိုင်းနဲ့ကျမရေးပိုင်းကတော့ကျမရေးဒီမှာစီကဲနေလဲရှိတော့ကျမရေးမကောင်းလို့သွားလို့ရတယ်အဲဒီစားတော့ပိုင်းကျတော့လေတယောက်တယောက်တော့လာလူကြတယ်ပေါ့ဝမ်းသာပါတယ်နောက်ပြီးရွှေသန်လွင်နဲ့စကိုင်းနမိသားစုကအရင်နှုန်းနဲ့က ဦးစင်းတို့ရေမကြမကြလာလူလေးရှိတယ်အဲ့ဒီဟိုတကြံခါမျိုးတွေလည်းလာလူလေးရှိတယ်မာရာဝီဇီယာဘရားပွဲတော့လည်းနောက်လျှောက်ရောက်တယ်အမြဲတမ်းလူလူပေါ့နော်အမြဲတမ်းလူလူဒီလိုတော့ရောက်လေးရှိပါတယ်အဲ့ဒီအတွက်လည်းခဝန်းတာပါတယ်နောက်ခြေတန်လင်မိသားစုနဲ့ဒီစကိုင်းနဲ့မိသားစုလည်းဒီထဲမှာပို့ပြီးတော့အဆင်ပြေစေဖို့လည်းဦးစင်းဆူတောင်းပေးပါတယ်အန်ရဲ့ခင်မှုအဆင်ပြေစေဖို့လည်းဆူတောင်းပေးပါတယ် ဖုံးဖုံးပွဲကတော့အရှင်ဝိလာတကဖြစ်ပါတယ်ကိုကြီးအောင်အမတ်နဲ့ဖုံးတော်ကြီးတင်ပညာရေးတောင်းပညာရေးကျောင်းအပေးစုကျောင်းလိုက်ပါကိုကြီးဒီမှာကတော့ KG ကနေပြီးတော့ရှစ်ထန်းအထိကိုကြီးပညာသင်ပေးပါတယ်ဟောကိုကြီးကျောင်းမှာဆိုရင်တိမ်ပြိုပါတယ်နောက်ပြီးတော့ဖျားလဲပြိုတယ်နောက်ပြီးစွမ်းကျောင်းပြိုတယ်ဓမ္မယုံပြိုတယ်ပေါ့ကိုရင်လေးတစ်ပါးလဲပြောင်းတော်မူသွားပါတယ်အဲဦးစင်းတပါးတော့ဒီနောက်ကျော်ယူကျိုးတာပေါ့ နောက်ပြီးတော့ကျောင်းသားတယောက်ကဖဏောင်ကျိုးတွေပြတ်သွားတယ်အဲဦးဇင်းတို့ကဒီတောဘက်နေနေကြာလို့လားတော့မသိဘူးပေါ့အလှူဒန်းမှုတို့အခုလိုမျိုးတွေလာရောက်ကူညီမှုတွေတော့မရှိဘူးဦးဇင်းဒီရွာသူရွာသားတွေနေပဲအခုလိုမျိုးပြိုကျနေရည်တို့လိုတန်လန်းနေပေါ့ဒါတွေကိုပဲဦးဇင်းတို့ရွာသူရွာသားတွေကိုအခုညီတောင်းနေပြီးတော့ပဲအဲဦးဇင်းတို့အနေနဲ့ဟိုဖြတ်ထားရတာပေါ့ဖြတ်ပြီးပုံထားရတာပေါ့အခုလိုမျိုးဦးဇင်းတို့ကတောဘက်ကြာလို့လားအတိနေလို့လားမသိဘူးဒီဘက်တော့လှူဒန်းမှုတွေလည်းမရှိသေးဘူး အော်ဥစဉ်ဒီဘာကပညာကိုလာတင်နေရစုပေါင်း350လောက်ရှိပါတယ်။ဥစဉ်ကျွေးမွေးစောင်းချောရတဲ့ဒီမိဘမဲ့ကလေးတွေတိုင်းရင်းသားတွေကတော့စုပေါင်း60ရှိပါတယ်။အော်ဥစဉ်ဒီလိုပဲပေါ့ဟိုငွေဖြစ်ပွားပြီးရဲ့နောက်ပိုင်းရောရှေ့ပိုင်းရောဥစဉ်တော့အလူခံကျွေးရလीအဲလောလောဆယ်တော့အခုလိုတကူတကကြီးလာလူဟာဘရောမရှိပါဘူးဦးဇင်းတို့တိုင်ဦးဇင်းတို့ပဲအခုလိုမျိုးဟိုပတ်ဝန်းကျင်ရဲ့ရွာတွေပဲအလူခံပြီးရောပဲကျွေးမွေးစောင့်ရှောက်ပြီးရောနေရတာအလုံးမတမ်းမဝမ်းသာပါလေဗျာ ။ဦးဇင်းအခုလိုမျိုးလေးပေါ့လာရောက်စေချင်တာပေါ့။ဦးဇင်းကလည်းဒီပရိုက်တာဆရာတော်ဖျားကြီးရဲ့အမွေကိုဆက်လက်ထိန်းရအောင်ဆိုတော့ဦးဇင်းအခုဆက်လက်ထိန်းသိမ်းစောင့်ချောက်တာဆိုလို့ချင်းဦးဇင်းအခုက၃နှစ်မြောက်ပေါ့။၃နှစ်မြောက်မှာအခုလိုမျိုးကြီးဂျုံတော့တော်တော်ကြီးလည်းစိတ်မကောင်းဖြစ်ရတာပေါ့။အခုလိုမျိုးလေးလာရောက်ပြီးတော့လူတန်းပေးတာအခုလိုလေးလာပြီးတဲ့အတွက်ကြောင့်အလုံးမတန်မလဲဝမ်းတာတယ်ကြိုးလဲကြိုးဆိုပါတယ်ဗျာ အခုလိုလာရောက်စေချင်တယ်ပေါ့ဝိုင်းဝန်းပြီးတော့ဆရာတကာရေပူပေါင်းပြီးတော့အခုလိုမျိုးလေးဟိုပရိဒါလုပ်ငန်းလေးပြုလုပ်ရှင်တယ်ပေါ့ဗျဟောလွန်တန်းမှာကျေးဇူးတင်ပါတယ်ဗျာအားလုံးပဲချွေတန်လေးမိသားစုအားလုံးကျမ်းမာရေးကောင်းကြပါစေနော်ပရိဒါလုပ်ငန်းนี่လေဒီတမကအတွင်ကျလုံနိုင်ကြပါစေတာသနာပြုနိုင်ကြပါစေလို့ဦးစင်ကဆုတောင်းမေတ္တာပို့ပါတယ်